တပေါ်လေးလည်းကောင်းပြီးရုပ်ကလေးကလည်းချော်ပြီးအန်တာတိန်မန့်ပေမဲ့ဖိုးဝါလေးလာပါပြီအားလုံးပဲမင်္ဂလာပါဖိုးဝါရုပ် channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကဲဒီနေ့မှာတော့ဒါက Kerry Riverland ရဲ့အကြောင်းလေးတွေကိုကျွန်တော်ကပြောပြပေးသွားမှာပဲဖြစ်ပါတယ်ဇလန်းလေးကိုပြောမပြခင်မှာကျွန်တော်ကဒီလိုဗီဒီယိုလေးတွေကိုဖုန်းလေးတစ်လုံးနဲ့ပြုလုပ်နေရတာဖြစ်တဲ့အတွက်ဗီဒီယိုကောင်းတစ်ပုဒ်ရဖို့ဆိုတာတော်တော်အချိန်ယူရပါတယ် ဲအဲ့တော့ကဘိုးဝါရုပ်ကိုအားပေးခြင်းလဲဆိုရင်တော့ဒီဗီဒီယိုလေးကို VPN လေးခံပြီးတော့အစအဆုံးကြည့်ရှုပေးဖို့တောင်းဆိုပါရခင်ဗျာအားလုံးစင်စင်ပြပြဆိုရင်တော့ဗီဒီယိုလေးကိုစလိုက်ရအောင်မိုဘိုင်းနေချန်နယ်က Kedia River Land ကိုနေမည်ကြီး၈ခုနဲ့ဖွဲ့စည်းထားပါဗျာအဲ့ဒီနေမည်ကြီး၈ခုကတော့ number 1 shanshui number 2 dragon elder number 3 stone valley number 4 scarlet shadow number 5 city of the dragon number 6 floral 4 number 7 ten about number 8 Q1 လို့ဖြစ်ကြပါတယ်။ဒါဆိုရင်ကျွန်တော်ကဆက်ပြီးတော့အဲ့ဒီနာမည်ကြီး၈ခုအကြောင်းနဲ့အဲ့ဒီနာမည်ကြီး၈ခုကနေထွက်ပေါ်လာခဲ့တဲ့ Mobile Legends Hero အကြောင်းတွေကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်။နံပါတ်၁ရှမ်းရွှေရှမ်းရွှေကတော့တောင်တွေရဲ့အောက်မှာတိဆောက်ထားပြီးတော့အတူမြောင်းနေဝန်းရံထားတဲ့မြို့တစ်မြို့ပဲဖြစ်ပါတယ်။အဲ့ဒီမြို့မှာတဘာဝအလျောက်ဖြစ်ပေါ်လာတဲ့ချင်းအနာတက်သောရေပြင်လို့လူတီများတဲ့ရေကန်ကြီးတစ်ခုလည်းရှိပါသေးတယ်။အဲ့ဒီမြို့ကနေထွက်ပေါ်လာတဲ့ဟီးရိုးကတော့မရှိသေးပါဘူး။ကဲနံပါတ် Dragon Eater ကြီးမြတ်သောငကားကြီးရဲ့နည်းမြေ Keria Riverland ကိုကာကွယ်ဖို့အတွက်ကြီးမြတ်တဲ့ငကားကြီးကိုယ်တိုင်ဖန်တီးထားခဲ့ပြီးတောင်လေကြားထဲမှာဖုံးကွယ်နေတဲ့နည်းမြေတစ်ခုပဲဖြစ်ပါတယ် Dragon Eater ကနေထွက်ပေါ်လာခဲ့တဲ့ hero တွေကတော့ကျွန်တော်တို့ဇီလောင်းလို့ခေါ်ကြတဲ့ကြောက်ကြစ်လုံးစမ်းလို့ကျွန်တော်တို့ခေါ်ကြတဲ့သခင်ကြီးစုံးဦးခုံကျွန်တော်တို့ချန်ကဲလို့ခေါ်ကြတဲ့ချန်အဲကျွန်တော်တို့လင်းလို့ခေါ်ကြတဲ့လင်းနောက်ထပ်တစ်ကောင်ကတော့လိမ့်နေကြီးပါရှာပဲဖြစ်ပါတယ် အမှန်တကယ်ဆိုရင် Dragon Eta ထဲမှာ Black Dragon ယူကျုံးနဲ့လျိုရီကိုထည့်ပြီးတော့ပြောမယ်ဆိုရင်အဆင်ပြေလောက်ပါတယ်။ Number 3 Strain Valley Strain Valley ဆိုတာကတော့ Panda တွေနေတဲ့မြို့ပဲဖြစ်ပါတယ်။အင်းများတဲ့ရာသီဥတုနဲ့အစိမ်းရောင်ဝါးပင်တွေနဲ့လှပတဲ့မြို့လေးတစ်မြို့ပဲဖြစ်ပါတယ်။အဲ့ဒီမြို့ကနေ Trapper လာခဲ့တဲ့ Hero ကတော့ဆရာအကိုင်းပဲဖြစ်ပါတယ်။ Number 4 Starlight Shadow နေကြာခိုင်းတွေဖြစ်ကြတဲ့ Starlight ခိုင်းနဲ့ Shadow ခိုင်းတို့ရဲ့မွေးရမြေပဲဖြစ်ကြပါတယ်။ Cherry ပန်းတို့ပွင့်လန်းပြီးတော့ထာဝရစိန်တရှိနေမဲ့ရေဒဂွန်တရှိတဲ့နယ်မြေကြီးပဲဖြစ်ပါတယ်။အဲဒီနယ်မြေမှာတော့ Scarlet နဲ့ Shadow ခိုင်းတွေကသူတို့ရဲ့ရှေးရောင်းနည်းပညာတွေနဲ့ရိုးရာတွေတိုင်းပညာတွေကိုလက်ဆင့်ကပ်ဖို့အတွက်မျိုးဆက်အစဉ်အဆက်လိုက်ပြိုင်ဆိုင်ခဲ့ကြပါတယ်။အဲ့ဒီနယ်မြေကနေထွက်ပေါ်လာခဲ့တဲ့ဟီးရိုးတွေကတော့ဟာရာဘူစာ၊ကကူရာနဲ့ဟန်နဘီတို့ဖြစ်ကြပါဗျ။ နံပါတ်5 City of the Dragon ဇွဲလုံးလဝရိယတွေအပြည့်နဲ့ဝင်ရောက်လာခဲ့တဲ့ရန်သူတွေကိုချေမှုန်းတိုက်ခိုက်ဖို့အတွက်စစ်ဦးကင်းလမ်းများကိုဝေယမ်းပြီးတော့ညာတန်ပေးနေတဲ့ကဲ့သို့စိတ်သက်များတက်ကြွပွဲရာမြို့တော်တစ်ခုဖြစ်ပါတယ်။အဲဒီမြို့ကနေထွက်ပေါ်လာခဲ့တဲ့ဟီးရိုးကတော့တောင်ကိုရီးယားမြို့ကို ကိုစားပြုထားတဲ့စစ်သူကြီးရီဆွန်းရှင်ပဲဖြစ်ပါတယ်။နံပါတ်6 Florefor ပြင်ပလောကရဲ့အနောက်ရှက်များကင်းဝေးရာဖြစ်ပြီးတော့ဒဏ္ဍာရီအရာလူသားများနဖျားများနဲ့တသောဝါဆိုးများကအတွင်းစိတ်ငြိမ်းချမ်းဖို့အတွက်လာရောက်ရှာဖွေကိုလုံတဲ့နေရာတစ်ခုပဲဖြစ်ပါတယ်။ Number 7 10 about tan about ဆိုတာကတော့ tan gain ကိုပြောတာပဲဖြစ်ပါတယ်။စက်မှုပညာထွန်ကားရာမျိုးဖြစ်ပြီးတော့တီထွင်ဆက်တဲ့ဖန်တီးမှုများစွာနဲ့လက်နက်ပုံများစွာတို့ရဲ့မူလစင်းမြစ်ဟုကောလာဟာလာများထွက်ရှိတဲ့နေရာတစ်ခုပဲဖြစ်ပါတယ်။ထန်ကိုင်းတရှိရာမြို့တဲကိုလူစိမ်းအဝင်မခံတာကြောင့်လူနှဲငယ်သာမြို့ရဲ့ပုံစံအမှန်ကို မြင်မှုပါတယ်။အဲ့ဒီမြို့ကနေထွက်ပေါ်လာခဲ့တဲ့ဟီးရိုးကတော့ဝမ်ဝမ်လေးပဲဖြစ်ပါတယ်။နံပါတ်8 ကျူအန်မော်ဝင်မြို့တော်မိကြီးခဲတွေကိုတောင်းလေးဖြစ်တိဆောက်ထားပြီးအန်ဟောစရာတွေပြည့်နှံ့နေကလူသေးဝိညာဉ်တွေနဲ့အတူတကွနေထိုင်သောမြို့ပဲဖြစ်ပါတယ်။အဲဒီမြို့ကနေထွက်ပေါ်လာခဲ့တဲ့ဟီးရိုးတွေကတော့ကျူရှင်းနဲ့ဆူယူပဲဖြစ်ပါတယ်။ ဟုတ်ကဲ့ပါဒီနေ့ပြောပြပေးသွားခဲ့တာကတော့ Mobile Channel က Carrier Riverland ရဲ့နေမေကြီး၈ခုအကြောင်းနဲ့အဲ့ဒီနေမေကြီး၈ခုကနေထွက်ပေါ်လာခဲ့တဲ့ Hero တွေကိုပြောပြပေးသွားတာပဲဖြစ်ပါတယ်နောက်တစ်ခေါက်မှဆိုရင်တော့ Dragon Eater ကိုတီထောင်ခဲ့တဲ့ငကားညီနောင်အကြောင်းရဲ့ Black Dragon ယူကျုံကြီးရဲ့ဘဝစကြောင်းအကြောင်းတွေကို တင်ဆက်ပေးသွားအောင်မှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ဖိုးဝါရုပ် channel လေးကို subscribe လုပ်ရသေးဘူးဆိုရင် subscribe လုပ်ပေးခဲ့ကြပါဦး comment လေးတွေရေးခဲ့ကြပါလက်မှတ်လေးတွေနှိပ်ခဲ့ကြပါဘေးနားက notification bell လေးကိုလည်းဖွင့်ခဲ့ပြီးတော့ video သစ်တင်တိုင်းအားပေးကြပါဦးကျွန်တော် mobile chat starlight ကနှစ်ကပ်လဲဒါ giveaway ရှိပါတယ်เนาะကျွန်တော် comment မှာ link ချပေးထားလိုက်ပါမယ်ကဲအဲ့တော့ကအားလုံးပဲကံကောင်းကြပါစေ၁၀ရက်နေဖောက်မှာပဲဖြစ်ပါတယ်အားလုံးပဲကံကောင်းကြပါစေအားလုံးပဲနှုတ်ဆက်ပါတယ်အားလုံးပဲတာယာချမ်းမြေတော့နေလေးတနေ့ပိုင်ဆိုင်ကြပါစေခင်ဗျာအားလုံးပဲတတ်တာ Thank <laughs> you.